သမွေးကြောင်အခုလောလောဆယ်ရတော့အရင်တော့ပျံလောက်တာပေါ့နော်အခုလောလောဆယ်ရတော့မြေကြီးလိုက်တူမြေမြေကြီးလိုက်တူမြေကြီးလိုက်တူပါတယ်အခုပွင့်လင်းဆုံးပြောရင်ညီမလေးရဲ့ဟော MC နဲ့ပတ်သက်ပြီးတော့အချက်တော်ပြည့်တတ်လို့ကျွန်တော်ပြောချင်တာတခုရှိရယ်အော်ရီယာညီလေးစောခန့်အောင်ကအချင်းတို့ဖြစ်ဖို့အတွက်ကိုမြေကြီးတွေလည်းတူပါတယ်ပြီးတော့ပျံနေတယ်လို့ပါဝမ်းစာရေးအတွက်ကိုဖြည့်ရှင်းမှာပိုရဲပတ်စံလေးနဲ့တချင်းလေးကို CD မှာ recording မှာသွားပြီးငွေကြေးလေးတွေပြီးပြီးတော့အတီးဆရာလေးနဲ့ကြီးခိုင်းပြီးတော့

်ရင်းတော့ပြန်လောက်တာပေါ့အခုတော့ဆရာမြေကြီးလိုက်တူမြေကြီးလိုက်တူမြေကြီးလိုက်တူပါတယ်အခုပွင့်လင်းဆုံးပြောညီမလေးရယ်ဟော MC နဲ့ပတ်သက်ပြီးတော့ချက်တော်ပြည့်တက်လို့ကျွန်တော်ပြောချင်တာတစ်ခုရှိတယ်ဟောရင်းကညီလေးစောခန့်အောင်ကအချင်းတစ်ဖို့ဖြစ်ဖို့အတွက်ကိုမြေကြီးတွေလည်းတူပါတယ်ပြီးတော့ပြန်နေလည်းလောက်ပါအဲ့ဒီရတဲ့ပတ်စံနဲ့ဝမ်းစာရေးအတွက်ကိုဖြည့်ရှင်းမှာပိုတဲ့ပတ်စံလေးနဲ့တချင်းလေးကိုစီးရီးမှာ recording မှာသွားပြီးငွေကြီးလေးတွေပြီးပြီးတော့အတီးဆရာလေးနဲ့တီးခိုင်းပြီးတော့ ဒီသရှင်တွေဘို့ဖြစ်မြောင်ဆိုပြရတာပါဆိုပြီးတော့အဲရုပ်ရိုက်ဖို့အတွက်ကြတော့အခက်အခဲများစွာရှိရဗျအတန်သွင်းအတန်သွင်းတာတစ်ခုနဲ့နဲ့ပတ်စံကုန်ကြတာမဟုတ်ဘူးဗျသရှင်မှာတော့အယုတ်ပိုင်းဆရာ MTV တို့ဘို့ရမ်းမစုံငွေကြီးများတော့အဲ့အတွက်သူမရိုက်နိုင်ဘူးအခက်အခဲများစွာဖြစ်အဲ့ဒီအခက်အခဲကိုများစွာဖြစ်နေရအောင်ကုညီပေးတာတော့ဟာရီယန်ညီလေးကချမ်းမြောင်ကျေးဇူးရှင်ပါတော့ပြောတယ်ချမ်းမြောင်ကဒီသရှင်လေးကိုသူအခက်အခဲဖြစ်နေတဲ့သူကရိုက်ကူးပေးဖို့အတွက်ကိုငွေကြီးကိုအကုန်လုံး ကူညီပေးတာဖြစ်ပါတယ်။ကျွန်တော်တော့အမှုပညာနဲ့ပတ်သက်လို့ဒါရိုက်တာနည်းနည်းရောတိုးဆောင်နေတော့မြင့်တာနဲ့သူတို့နှစ်ယောက်ကိုကျွန်တော်ပြန်ကူညီပေးတာ။အဲ့ဒီပွဲလေးပါ။တကယ်တော့မလာဘူး။တကယ်တော့မလာဘူး။တကယ်တော့မလာဘူး။ไอ้เจ้าบ่ไอ้เจ้าตะเมยวนเนี่ยถั่วไล่เกเนาะเกเนาะเอาดิไอ้เจ้าชื่ออ่ะจะเปลี่ยนผัดไล่เปลี่ยนผัดไล่เอ้ยเฮ้ยเฮ้ยเฮ้ยเจ้าหน้าบัวเนี่ยเจ้าหน้าบัวเนี่ยไอ้หูตา ဟိုဆရာမင်းတို့ဆိုတချင်းနေကြပြီအဲ့ဒီအရနဲ့ယူခဲ့တာပေါ့ကျွန်တော်ပြင်ရအောင်ဒီမှာပြောတတ်ဘူးပြတချို့စကားတွေကြောက်မင်းမင်းလာကိုဆရာမင်းကျိုးဆိုတဲ့တချင်းနေကြီးရဲ့ဂျန်တဲ့အနုပညာရှင်တွေရဲ့တချင်းများစွာသူခံစားရသူယူတည်တယ်အဲသူပုံဖော်ခြင်းနဲ့သူစူးစမ်းခြင်းနဲ့အဲ့ဒီတွေ့သူရသမျှဝန်စာရေးနဲ့ဟိုဒီခက်ခက်ခက်ပြင်ပမှုရပျံလဲလို့တည်းရအောင်မြည်ရင်းလဲတူးတယ်အဲ့ဒီရတဲ့ပတ်စံနဲ့သူရက်တည်ပြီးတော့ဒီဘောရက်တည်ဖို့အတွက်ကိုဟိုနာမည်နှလုံးရခြင်းနဲ့စူးစမ်းခြင်းနဲ့စိတ်နဲ့ဒီလိုကိုလုပ်တာ အဲ့ဒါကိုကျွန်တော်တို့ကမြင်ပြီးတော့ဒီကရေချမ်းမြောင်းနဲ့ကျွန်တော်တို့ကပြန်ပြီးတော့ဟောတောက်ပကူညီရဲ့စိတ်နဲ့အခုဒီ MTV လေးကိုရိုက်ကူးပေးခြင်းဖြစ်တယ်။ကိုယ်နဲ့ကဘယ်လိုပြောရလဲ။ဟာဒီကညီလေးကအရင်ကကျွန်တော်ပွဲတွေဆိုရင်သူကအမြဲတမ်းပါလာပါတယ်။အဲကျွန်တော်သူရှိစိုးပွဲဆိုတော့သူကနောက်ကလိုက်တယ်။တော့ကခံတယ်။နားထောင်တယ်။ပြီးတော့ဟိုပွဲပေါင်းများစွာဆိုတော့နောက်ပြီးရိုက်ကူးရိုက်ကွင်းတွေမှာလည်းလိုက်ကြည့်တယ်။အဲဒီကမှသူကသရှင်လေးကိုသူက ရှင်းဆိုခြင်းနဲ့ဆိုပဲစိတ်လေးပေါက်ပြီးအဆိုလိုဖြစ်ခြင်းနဲ့စိတ်ပေါက်တာနဲ့သူကအချင်းလေးတို့သူစီရတချင်းလေးတို့ယူသုံးနေတယ်သူတို့ကတငယ်ချင်းတွေပါဟုတ်အဲသူချင်းလေးတို့ယူသုံးနေတယ်အဲဘဝကိုသူအတွက်တချင်းလေးအခု YouTube ပေါ်မှာတင်ထားတာညီလေးသူချင်းသူချင်းလေးတို့ဘဝက YouTube ပေါ်မှာတင်ထားပါအခုရိုက်နေတဲ့သူချင်းက YouTube ပေါ်မှာတင်ထားပါဒါပေမဲ့အယုတ်မရိုက်နိုင်သေးတဲ့အတွက်ကျွန်တော်တို့ကဝိုင်းမီကူညီပြီးစောင့်ရှောက်ပဲအရာရာကူးဆိုင်ပါအရာရာကူးဆိုင်ပါအရာရာကူးဆိုင်ပါအခုရိုက်နေတဲ့သူချင်းပါ

ဒီဆိုရင်ဒါကအရင်ကြီးရအောင်ပါအချင်းကိုဟိုမီတလုံးယူဒါဒီနောက်တဲ့တပုတ်ကတော့အာရိကညီလေးချမ်းမင်းအောင်ရေးထားအဲဆောက်ခအောင်ရေးပြီးတော့ချမ်းမင်းအောင်ဆိုထားတာဖြစ်ပါလေဆေးဘက်ဝင်တဲ့ငါးမျက်ရည်ပါဆေးဘက်ဝင်တဲ့ငါးမျက်ရည်ဆိုတော့ဒီရှင်လေးနှစ်ပုတ်ကိုကျွန်တော်ကဒရိုက်တာအနေနဲ့ရောတယောက်ဆောင်နေနေရောရိုက်ကူးပေးရတာဖြစ်ပါလေကြားထဲမှာအာဒီလိုဒီစီဒီအယ်ဘမ်တွေကိုဒီရှင်တွေကိုတွင်းနေပြီးတော့ရုပ်ပိုင်းဆိုင်ရာအခက်အခဲဖြစ်နေရဆိုတော့ဘာလို့မဆိုကျွန်တော်ကဝင်ပြီးပေးခြင်းတယ် အာဂီတာမျိုးဆက်တွေလည်းပေါ်ထွန်းရမယ်ရုပ်ရှင်မျိုးဆက်တွေလည်းပေါ်ထွန်းရမယ်အဲ့ဒီရည်ရွယ်ချက်နဲ့ကျွန်တော်ကဘာသူမဆိုကျွန်တော်ကူညီပေးခြင်းနဲ့စိတ်ရှိပါတယ်ကျဲသူဘာသူမဆိုဆက်သွယ်လို့ရပါတယ်ကျွန်တော်ဆက်သွယ်ရင်ကျွန်တော်ကျွန်တော်ကိုစန်းညံစန်းရှိသည်မြောက်ပါတော့ကျွန်တော်အမှုပညာနဲ့ကျွန်တော်တရုတ်ဆောင်တယောက်ဖြစ်တဲ့ဒေါက်တာဒိုင်တန်ဝတ်နဲ့ကျွန်တော်အရုပ်ပိုင်းဆိုင်အောင်ကျွန်တော်ပုံဖော်ပေးမယ်လို့စိတ်ကူးထားပါတယ်အကဲ MCR ရော MCU ကြည့်ရှုတဲ့ခြေတော်ပြည့်တဲ့အားလုံးစိတ်ချမ်းသာခြင်းကိုယ်ဝေးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့ အားလုံးစိတ်ကူးတွေမှာကြံစီတင်များအရာရာအားလုံးအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်ဟုတ်ပါဘူးကျေးဇူးပါဟုတ်ပါ